အားလုံးပဲမင်္ဂလာပါ Tumax ကနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါတယ်။အဲ့တော့ဒီနေ့ Tumax ကိုပြောကြမှာကတော့ iOS 19အကြောင်းဖြစ်ပါတယ်။ iOS 19အကြောင်းမပြောခင် iOS 19ကိုဘယ်တော့ကြေညာမလဲဆိုတာကို Apple ကတရားဝင် date ထုတ်ပြန်ပြီးပါပြီ။ဒါကတော့ WWDC WWDC 2025ကိုကျင်းပမယ့်ရက်ကို Apple ကကြေညာလိုက်တာပါ။မနေ့ကကြေညာတာပေါ့နော်။ဒါကတော့ဇွန်လ9ရက်နေ့မှာ WWDC 2025ကိုကျင်းပမှာဖြစ်ပါတယ်။ အဲ့တော့ WWDC ဆိုတော့နှစ်တိုင်းနှစ်တိုင်းဒါ Apple ရဲ့ပြည်သက်တွေပြီးတော့ software ကိုအရန်ကိုအာဟိုဘယ်လိုပြောရမလဲလေ့လာနေတဲ့လူတွေပြီးတော့ developers တွေ applications တွေ develop လုပ်နေတဲ့လူတွေအတွက်ဆိုလို့ရှိရင်ဒါကတော့အကြီးမားဆုံးနေတရဖြစ်ပါတယ် iPhone event တောင်ပို့ပြီးတော့ကြီးမားတဲ့ရဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒါက customers တွေကပြီးတော့ဒီ ဒီ iPhone users တွေ iPad user တွေ iOS user တွေအကုန်လုံးသုံးနေတဲ့ software တွေကိုထုတ်လုပ်ပေးတဲ့ developer တွေပေါ့နော်ဒီ developer တွေအတွက်ကို Apple ကရည်ညွှန်းပြီးတော့လုပ်တဲ့ Developers Conference ဖြစ်ပါတယ်။အဲဒါကြောင့်မလို့လဲ Worldwide Developers Conference လို့ခေါ်တာဖြစ်ပါတယ်။ဒီဟာဒီနှစ်ဆိုလို့ရှင်ဒါ36နှစ်မြောက်ဖြစ်ခဲ့ပြီပေါ့နော်။အာ Thomas ကတော့ဒီ2023က WWDC ကိုတက်ရောက်ခွင့်ရခဲ့တယ်။အရင်နှစ်ကတော့တက်ရောက်ခွင့်မရခဲ့ဘူး။ဒီနှစ်လည်း WWDC 2025ကိုရှောက်ထားတယ်။အာတကယ်လို့တက်ရောက်ခွင့်ရမယ်ဆိုလို့ရှင်တော့အတိုင်းထက်အလုံးပေါ့နော်။အမ်ဒါကတော့ California Apple ရဲ့ headquarters မှာကျင်းပဖြစ်ပါတယ်အဲ့တော့နှစ်စဉ်နှစ်တိုင်းဒါ iOS အသစ်ထွက်တယ် macOS iPadOS watchOS စတဲ့ OS အသစ်တွေကိုထုတ်ပေးနေကြတခါလေကြလို့ရှိရှင်တော့ဒါ products အသစ်တွေလာလာတာမျိုးရှိတယ်ဗောနော် tumex တက်သွားတဲ့ tumex သွားခဲ့တဲ့2023လုံးကတော့ဒါ Apple Vision Pro ကိုကျင်းညာခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီ event မှာဒီ event မှာဘာတွေပါမလဲပေါ့နော် software ဝယ်တည်တဲ့ tumex ကတော့ပြောချင်ပါတယ် အဲ့တော့ June 6ရက်နေ့မှာကျင်းပမဲ့ WWDC အဲ့တော့ဒီဟာလေးကိုမပြောခင် WWDC ကို Apple ကကြီးညာလိုက်တဲ့အချိန်မှာသူ့ရဲ့ animations လေးတွေပြီးတော့အဒီ logo ပုံစံလေးတွေပေါ့နော်ဘယ်လိုမျိုးပြောင်းလဲသွားလဲဘာဖြစ်လို့ဆိုတော့ Apple ကအမြဲတမ်းအမြဲတမ်းသူ့ရဲ့ invite တွေမှာတစ်ခုခုကိုဖွက်ထားလေးရှိရယ်ပေါ့နော်အခုဒီတစ်ခါလဲဒီလိုပါပဲ WWDC ကိုတော့ဒါ rainbow color ဒါကတော့တည်တဲ့အချိန်မှာ Apple ရဲ့လုပ်နေကြ Apple intelligence ကိုသူကရောင်းစုံနဲ့ပြတယ်လို့မျိုးပြတယ်ပြီးလို့ရှိလို့ရှိရင်25ဆိုတဲ့ဟာလေးကို ဘယ်လိုပြောရမလဲဖန်ဖန်ပုံစံလေး translucent glass design လေးသူကလုပ်ပေးထားတယ်။ဒါကဘာဖြစ်လို့လဲဆိုလို့ရှိရင်အားလုံးအားလုံးပြောနေကြတဲ့ iOS 19က iOS 7ထွက်ခရေကမပြောင်းခဲ့တဲ့ design ပေါ့နော်။14နှစ်အကြာမှာပထမဦးဆုံးအကြီးမားဆုံးပြန်ပြီးတော့ပြောင်းလဲမယ်လို့အစအနေအဆုံးတိတိလေးရအစပြောင်းလဲမယ်ဆိုပြီးတော့ ပြောထားပါတယ်ဒါကတော့ leakers တွေအကုန်လုံးပြောထားတာပေါ့နော်ကြီးကြီးမားမားကိုပြောင်းလဲမှုတွေကိုတွေ့ရမယ်ပြီးလို့ရှိရင် vision os ကိုအခြေခံထားတဲ့ design တွေကိုတွေ့ရမယ်လို့ပြောပါတယ်အဲ့တော့ ios 19ကော ipados 19ကော macos 16ကောဒါတွေအကုန်လုံးက vision os ကို design ကိုအခြေခံထားတယ်လို့ပြောမှာဖြစ်ပါတယ်အဲ့တော့အရာအားလုံးက transparent ဖြစ်နေမယ်ပေါ့နော်ဟို pan ဒါပုံစံလေးလိုမျိုး 3D ပုံစံလေးမျိုး 3D ဆန်ဆန်လေးအဲ့လိုဖန်လေးလိုမျိုး translucent design နဲ့တွေ့ရမယ်လို့ပြောပါတယ်အဲ့တော့ iOS 19မှာအထူးသဖြင့်ပြောရမယ်ဆိုလို့ရှင်တော့တတိယတရားကြီးပြောင်းနိုင်မယ်လို့ Mark Gurman ကလည်းပြောထားတယ်အာ တို့သူတချို့တွေပြောတာကကြတော့ဒါ home screen က application တွေကအဝိုင်းနေဖြစ်သွားမယ်ပေါ့နော်ဒါ vision OS မှာလိုမျိုးအဝိုင်းပုံစံတွေဖြစ်သွားမယ်အာဒါမျိုးတွေပြောတဲ့သူတွေရှိတယ်ပြီးလို့ရှိရင်မနေ့ကဆိုလို့ရှိရင်လည်း John Prosser က तू ID iOS 19ကိုတွေ့ပြီးပြီးတချို့ဟာတွေ तू share လုပ်ရတဲ့ဟာတွေ share လုပ်ထားရတာ keyboard ဆိုလို့ရှိလို့ရှိရင်လည်းအသစ်ပုံစံတွေဖြစ်သွားတယ် keyboard ပုံစံအသစ်ကလေး floating design ပုံစံတွေဖြစ်သွားတယ်ဟို pen လေးကိုကြည့်ရလို့ပဲ glass လေးပုံစံဖြစ်သွားတယ်အာပြီးလို့ရှိရင်နောက်ထပ်ပို့ပို့ပြီးတော့ ဟိုတက်တည်ယူလို့ရတာ Apple ကအခုနောက်ဆုံးထွက်ထားတဲ့ Apple Invite application မှာဆိုလို့ရှိရင်လည်းသူက Vision OS မှာလိုပဲဖန်သားပုံစံလေးကိုတုံးထားတွေ့ရပါတယ်။အဲ့တော့ဒီလိုမျိုးဖန်သားပုံစံလေးကိုတုံးထားတာကများများလာတဲ့အတွက်ကြောင့်မလို့ဒီဟာကကြိုပြီးတော့ iOS 19တွေကြိုပြီးပြင်ဆင်လာလို့လည်းထူးမဲ့စွာယုံကြည်လို့ရပါတယ်။အဲ့တော့ဒါကတော့ iOS 19နဲ့ပတ်သက်တာပေါ့နော်။တခြား ဟို Apple Intelligence နဲ့ပတ်သက်ပြီးလို့ကတော့ Twins ကတော့မပြောချင်ဘူး Apple ကလည်းတိတ်ပြီးတော့အသစ်တွေ Apple Intelligence နဲ့ AI နဲ့ပတ်သက်ပြီးတော့ဘာမှ feature အသစ်လာမယ်မထင်ဘူးဘာဖြစ်လို့လဲဆိုတော့အခု iOS 18မှာတောင်မှပဲပြောထားတဲ့ features တွေအခုချိန်ထိလည်းရမလာသေးဘူးဂျွန်လာပဲရောက်တော့မယ်ပေါ့နော်အဲ့တော့ဒီ iOS 18မှာရမယ့် feature တွေဆိုတာမှနောက်နှစ်နောက်နှစ်ကို ဆုတ်သွားတဲ့အချိန်မှာနောက်ထပ် AI features တွေထပ်ပြီးတော့ဟိုလုတ်ဖို့ဆိုတာမလွှဲနိုင်ပါဘူး။ဘာဖြစ်လို့ဆိုတော့လောလောဆယ်မှာလည်း Apple Intelligence ကထင်တယ်လောက်လည်းမအောင်မြင်ဘူး။အစင်လည်းမပြေဘူး။တော်တော်လေးကိုကြက်ထနေတယ်။အာပြီးလို့ရှိလို့ရှိရင်ဒီ လူကြိုက်လည်းမများဘောเนาะအဲ့လိုဖြစ်နေအတုံးဝင်တဲ့ဟာကိုအခုချိန်ထိမတွေ့ရသေးဘူးဘောเนาะပို့ပြီးတော့အတုံးဝင်မဲ့ series တို့ဘာတို့ကလည်းအခုချိန်ထိကိုကောင်းကောင်းကင်ကင်မလာနိုင်သေးဘူးလာဖို့ကလည်းတော်တော်လေးကိုထိုက်ပြီးကြာအောင်မယ်ဆိုတော့ iOS 19မှာတော့ AI နဲ့ပတ်သက်တဲ့ features တွေကိုတွေ့ရမှာမဟုတ်ဘူးဒါကြောင့်မလို့ Apple ကလူတွေကိုဟိုစိတ်တမျိုးပြောင်းစိတ်လွှဲပြီးတော့ဒါ19မှာဆိုလို့ရှိရင် design တွေပြောင်းနေဆိုပြီးလူတွေကိုအဲ့ဘက်ကိုစိတ်ရအောင်ဒါနောက်တစ်မျိုးနဲ့ marketing scene နဲ့လည်းပဲပြောမှာဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ် ဒီဇိုင်းမပြောင်းတာကြာပြီဖြစ်တဲ့အကြောင်းကိုဒီဇိုင်းအစ်စ်ကလေးပြောင်းသွားရဆိုလို့ရှင်တော်လေးကြည့်နေဖို့ကောင်းမှာဖြစ်ပါတယ်။ Camera application ကိုလည်းဒါလွန်ခဲ့တဲ့ရက်90လောက်ထဲကဒါ John Prosser က leak လုပ်ပြီးသားပါ။ Camera ကိုအခုပုံစံ application နဲ့မတူဘူးလုံးဝထူးခြားတဲ့ပုံစံနဲ့အစ်စ်နဲ့လာမယ်လို့ပြောပါတယ်။ဒါကတော့စောင့်ကြည့်ရမှာပေါ့နော်။ဘာလို့လဲဆိုတော့ leakers တွေက leak လုပ်တယ်ဆိုပေမဲ့လည်းအဲ့အမြဲတမ်းမှန်တာမဟုတ်တခါကြီးကြလို့ရှိရင် software ကိုအစောပိုင်းမှာ အာ implement လုပ်တဲ့ design process တွေအများကြီးရှိရအောင်ဆုံးအချိန်ထိရောက်ဖို့အဲ့တော့ maybe ပထမဒုတိယ step လောက်မှာဒီပုံစံ design လုပ်ပေမဲ့နောက်ဆုံး final step မှာဒါမျိုးဖြစ်ချင်မှဖြစ်မယ်ပေါ့နော်အဲ့တော့ leaders တွေကတော့သူတို့ရတဲ့သတင်းတွေကိုတော့ပြောနေမှာပဲဒါတွေအပေါ်မှာမူတည်ပြီးတော့ two months ကပြန်ပြီးတော့ဝင်မြပြရတာဖြစ်ပါတယ်အဲ့တော့ iPad OS မှာ solution ဒီတိုင်းမှာပဲ iPad OS 19မှာဆိုလို့ရှိရင်လေ division OS style design ကိုလုပ်ထားမယ် macOS 16ကတော့ဘယ်လိုနာမည်နဲ့လာမလဲမသိသေးဘူး macOS 16ကတော့ အကြီးမားဆုံးပြောင်းလဲမှု since macOS Big Sur ပေါ့နော် Big Sur got on the town." Uh, 2020တုန်းကထွက်ထားတဲ့ Big Sur ဖြစ်ပါတယ်အကြီးမားဆုံးပြောင်းလဲမှုပေါ့နော် macOS မှာတော်တော်လေးဒီဇိုင်းကိုလုံးဝပြောင်းလဲသွားတယ်အခု9နှစ်ကြာပြီးတဲ့အချိန်မှာပထမဦးဆုံး macOS ကို redesign လုပ်တာပြင်ပြင်းမှာဖြစ်ပါတယ်အဲ့တော့ macOS ကိုလည်းသူ visionOS နဲ့တူအောင်ပေါ့နော် Apple ရဲ့သဘောကတော့သူက visionOS ကို iOS ကို iPadOS ကို macOS ကို OS တွေအကုန်လုံးဒီပုံစံနဲ့သူကတပြေးတည်း ecosystem မှာဘယ်ဟာကိုကြည်လိုက်ကြည်လိုက် familiar ဖြစ်နေမယ်ဟိုပုံစံတူနေမယ်တော့အလွယ်ကူအောင်လုပ်တာသူတို့ရဲ့ goal ဖြစ်ပါတယ်အဲအကြောင်းလို့လဲသူက vision OS ကဒီဇိုင်းကိုအခြေခံပြီးတော့ဒီ iOS တွေရော Mac OS တွေရောအကုန်လုံးပြောင်းတာဖြစ်ပါတယ်အာကျန်တဲ့အရာနဲ့ပတ်သက်ပြီးလို့ကတော့ Thumb Store ဒီ OS ဘိုင်းနဲ့ပတ်သက်ပြီးအရင်ကြီးမသိရသေးပါဘူး Watch OS အစ်စ်လဲလာတာတော့ဟုတ်တယ်ဒါပေမဲ့ Watch OS တို့ဘာလို့က ရှင်းပြောလို့ရှိရင် watchOS 11လောက်ပြီးတဲ့တော်တော်လေးကိုအဆင်ပြေနေပြီပေါ့နော်အာဒီ watch မှာ apple intelligence မရတာတကလွဲပြီးလို့ရှိလို့ရှိရင်ကျန်တဲ့ဟာဒီ ပြောင်းစရာတောင်တိတ်ပြီးတော့မရှိလို့ထင်တယ်အဲ့တော့ Apple ကတော့ဒီနှစ်ကို Watch OS 2ပါလို့လည်းနည်းနည်း minor upgrade လောက်ပဲလာမယ်လို့ထင်ပါတယ် maybe feature တစ်မျိုးနှစ်မျိုးထွက်ရလောက်ပဲပေါ့နော်ဒါမျိုးလောက်ပဲလာမယ်လို့ထင်တယ်ပြီးလို့ရှိလို့ရှိရင်ဒါ Home OS ပေါ့နော် Home OS TVOS ကတော့နည်းနည်းလေးပြောင်းလဲမှုတွေများမယ်အာဘာဖြစ်လို့လဲဆိုတော့ Apple ကပထမတော့ Home Pad လို့ခေါ်တဲ့အိမ်မှာသုံးတဲ့ smart speaker ပေါ့နော်ဒီ display ပါတဲ့ဒီ intelligence Apple intelligence device ကိုထုတ်ဖို့လုပ်ထားတာဒါပေမဲ့အခုခါ ဒီ Apple Intelligence တွေအောင်မှာပဲနောက်ဆုတ်သွားတဲ့အကြောင်းဆိုဒီ Home အ Patch ကြီးပေါ့နော် Home Patch ကြီးကလည်းအဲဒီနောက်ဆုတ်သွားတယ်ဗောနောထုံမှုဟာနောက်ဆုတ်သွားတယ်အဲ့အကြောင်းမို့လို့ home os ကိုနည်းနည်းလေး maybe အဲ့ဟာရေမလာခင်အတွက်ကြိုပြီးတော့ပြင်ဆင်တာမျိုးလုပ်ချင်လုပ်လိုက်မယ်ဒီလောက်ပါပဲအာဒါမဲ့နောက်တစ်ခုက airpods pro တွေတမားတွေဆိုလို့ရှိရှင် airpods pro တွေရော airpods 4ရောရမလားတော့မသိဘူးဗောနော airpods pro ကတော့တိတ်ချပါတယ်ဒါကတော့ translation feature ပါ live translation feature ပါဒါကတော့ ios 19မှာ တွဲပြီးတော့ပါလာမယ့်အရာပါအဲ့တော့ airport ဆက်ထားမယ်ဆိုလို့ရှိရင်ကိုကဘာသာစကားကိုဟိုဥပမာတရားအောင်နဲ့ပြောမယ်ဆိုလို့ရှိရင်ကိုက english လို့မပြောတတ်ဘူးဆိုလို့ရှိရင်ကိုဘာသာနဲ့ပြောလိုက်တာကိုအဲတခြားလူတွေကနှစ်နှစ်ဖက်လုံးကနှစ်ယောက်လုံးကပေါ့နော်ငကြက်တက်ထားမယ်ဒီ airport ဆီတက်ထားမယ်ဆိုလို့ရှိရင်ကိုပြောတဲ့အာစကားကိုလည်းသူရှိမှဘာသာပြန်ပြမယ်သူပြောတဲ့စကားကိုလည်းကိုရှိမှဓာတ်ရိုက်အချိန်နဲ့တပြေးညီဒါဒါ ဓာတ်ရိုက်ဘာသာပြန်ပြီးမှဖြစ်ပါတယ်ဒါကတော့ new feature တော့မဟုတ်ဘူးဒါတခြား android companies တွေတခြား airpods တခြား earbuds company တွေကလုတ်ပြီးတာဒါပေမဲ့ apple ကလုတ်တာဆိုတော့ပို့ပြီးတော့အာဘယ်လိုပြောရမလဲဒီ feature ကပို့ပြီးတော့ကောင်းမယ်ပို့ပြီးတော့ secure ဖြစ်မယ်ပို့ပြီးတော့မြန်ဆန်တယ်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒါမျိုးကိုတွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့မြန်မာဘာသာကတော့ပါလာမှာမဟုတ်သေးပါဘူးဘာသာစကား maybe ဆယ်မျိုးလောက်ရရင်တော့ကံကောင်းပေါ့နော်ဒီလောက်ဒီလောက်ပဲပြောချင်ပါတယ် အဲ့ဒီ OS တင်နေပတ်သက်ပြီးလို့ကတော့အကြီးမားဆုံးနောက်ထပ်တစ်ခုပြောင်းလဲမှာတော့ Vision OS ဖြစ်ပါတယ် Vision OS ကတော့အမတ်ကမှပြောပုံအရဆိုရှင် Vision OS 3ကအကြီးမားဆုံးပြောင်းလဲမှုကိုတွေ့ရမယ်လို့ပြောပါတယ်အဲ့တော့ဘာတွေကိုထပ်ပြီးပြောင်းလဲမလဲတော့မပြောတတ်ဘူးဘာဖြစ်လို့ဆိုတော့လောလောဆယ်ကတော့လွန်ခဲ့တဲ့ အာ lag ဘိုင်းကပေါ့နော် vision os ဆိုတဲ့တီးတဲ့ application ထုတ်ပေးတာမျိုးရှိတယ်အဲပြီးရင် immersive application တွေအတွက်တီးတဲ့လုပ်ပေးတာမျိုးရှိတယ်အဲဒီလောက်ပါပဲဒီထက်ပို vision os ကိုပြောင်းဖို့ solution နည်းနည်းလေးစဉ်းစားရမယ် apple intelligence vision os မှာအခုရနေပြီဆိုတော့အမ်ကြီးမားဆုံးပြောင်းလဲမှုကနည်းနည်းလေးပို့ပြီးတော့ဟိုစဉ်းစားစရာဖြစ်တာပေါ့နော်အ vision pro ကတော့ tumes ကဟိုအကောင်လုံးတီးတဲ့အတိုင်းပဲ tumes ဝယ်လိုက်တယ်ဝယ်ပြီးပေမဲ့ဟိုပို့ပြီးတော့ iPad တွေ iPhone တွေထက်သုံး ပြုစရာ usage ကမရှိဘူးမရှိတဲ့ကြောင့်မို့ဒီမှာ return လိုက်ပါတယ်အဲအဲ return လုပ်တဲ့ကိစ္စကိုလည်းဒီထဲမှာထပ်ပြီးတော့ပြောချင်တယ် return လုပ်တယ်ဆိုတာဒီ United States America မှာ14ရက်အတွင်းမကြိုက်တဲ့ပစ္စည်းကိုကိုယ်ဝယ်ပြီးလို့ရှိလို့ရှိရင် return လုပ်လို့ရပါတယ်သူ့ရဲ့ပစ္စည်းမပြတ်မစီးပဲပေါ့နော်အဲသူ့ရဲ့ပုံစံအတိုင်းထုတ်ပိုးပြီးတော့ပြန်ပြီးတော့ပေးလိုက်လို့ရှိလို့ရှိရင်ပတ်စံအပြည့်ပြန်ပြီးတော့ရပါတယ်ဒါကတော့14 day policy ဖြစ်ပါတယ်ဒါကတမင်တကာ သူများစီးပွားရေးကိုဖျက်ဆီးရလည်းမဟုတ်ဘူးဒါကိုဝယ်တုံးကြည့်တယ်တုံးကြည့်လို့အဆင်မပြေတဲ့အရာကိုမသိမ်းထားဘဲနဲ့ပြာပြန်ပြီးတော့ return လုပ်တာဖြစ်ပါတယ်ဒီ process လေးကရှင်းရှင်းလေးပါပဲဘာမှဟိုထိခိုက်မှုလည်းမရှိပါဘူးကိုကတမင်တကဟိုသူများကိုအဲ့ဟာတွေကိုခဏခဏဝယ်ဥမာတပတ်တစ်ခါသွားပြီးတော့လုံနေရမျိုးဆိုလို့ရှိရင်ဒါမကောင်း ethic မရှိဘူးဒါပေမဲ့ကိုတကယ်တုံးကျင်တဲ့ product ကိုဝယ်ဒါပေမဲ့ကိုနဲ့အလုံးဝအဆင်မပြေတဲ့အတွက်ကြောင့်မလို့ပြန်ပြီး return လုပ်လိုက်တာ ဒါဘာမှပြဿနာမရှိပါဘူး။တချို့ comments မှာ machine နဲ့လူတွေအတွက်ကိုသူမစကဒီကနေပြောရှင်းပေးတာဖြစ်ပါတယ်။အဲ့တော့ OS နဲ့ပတ်သက်ပြီးတော့သိပြီးသွားပြီဆိုလို့ရှိရင်တော့ products အသစ်တွေဘာလာမလဲဆိုတာကိုတချို့တွေကသိချင်မှာပါ။အဲ့တော့ဒီနှစ်အတွက်ကတော့ iPad တွေလည်းအကုန်ပြီးသွားပါပြီ။အာပြီးလို့ရှိရင် Mac Studio လည်းပြီးသွားပြီ။ MacBook Air လည်းပြီးသွားပြီ။ MacBook Pros တွေဘာတွေကတော့ဒါနှစ်ကုန်ပိုင်းကြာမှာ M5 နဲ့လာမှာဖြစ်ပါတယ်။ M5 Pro, M5 Max chips တွေလာမှာဖြစ်ပါတယ်။အခု အအကုန်လုံးထင်နေကြတာပေါ့နော် Mac Pro လာဖို့ကြံပါသေးတယ်။ဘာလို့လဲဆိုတော့ Mac Pro ကြီးက M2 Ultra နဲ့ပဲရက်နေတာ။အခုအချိန်ကြီးလည်း update မရသေးဘူးဆိုတော့ဒီ WWDC 2025မှာ Mac Pro ကို M4 Ultra chip နဲ့လာမလား။ဒါမှမဟုတ်လည်း M3 Ultra နဲ့ပဲဆက်ပြီးတော့လာမလား။ဒါမှမဟုတ်အကုန်လုံး surprise လုပ်ပြီး Apple က M5 Ultra ကြီးကိုအရင်ထုတ်ပြီးတော့လာမလားဆိုတော့အကုန်လုံးစိတ်ဝင်စားစရာပါပဲ။ဒါကတော့ maybe one more thing နေလာမလားပါလားဆိုတော့ဒီမဲ့ဆိုမသိရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ဒီ WWDC 2025က iOS သမားတွေအတွက်အရန်ကိုကြီးမားမဲ့အာနှစ်တစ်နှစ်ဖြစ်ပါတယ်အာပြီးတော့ဒီပထမအုပ်ဆုံးဒီဇိုင်းပြောင်းလဲမှုကိုတွေ့ရမယ်နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးလည်းရင်ခုန်စိတ်လှုပ်ရှားနေမယ်လို့ Tumax ကတော့ထင်ပါတယ်အာဒီဇိုင်းပြောင်းတာချက်ဟိုတကယ်တမ်း Tumax လိုချင်တာကတော့အခုလက်ရှိရှိနေတဲ့ဟို iOS ကိုပဲပို့ပြီးတော့ stable ဖြစ်စေချင်တယ်အခုလောလောဆယ်အချိကအာ အော်ဒီ bug တွေလည်းအများကြီးပဲ Apple intelligence ကိုလည်း Apple ကောင်းကောင်းမနိုင်သေးဘူးပေါ့နော်ဒါနေအကုန်လုံး fix လုပ်ပေးပြီးတော့အဲ feature တွေတစ်မျိုးပြီးတစ်မျိုးတစ်မျိုးပြီးတစ်မျိုးထပ်ထပ်ထည့်နေမယ်အစားရှိပြီးတဲ့ feature တွေကိုပဲ stable ဖြစ်အောင် optimize ဖြစ်အောင်လုပ်ပေးတာပို့ပြီးတော့ကောင်းလာလို့သူမစကတော့အာယူဆမိပါတယ်ဒါပေမဲ့ design အစ်စ်မမြင်ရတာ16နှစ်ကြာပြီဆိုတော့လေမြင်ရမယ့်အချိန်ကိုရောက်လာပြီလို့တော့ထင်ရပါတယ်အဲ့တော့အဲတကယ်လို့ WWDC 2025ကိုသူမစလူကိုယ်တိုင်တွားရောက်လို့ ထပ်ပြီးတော့အခွင့်အရေးရခဲ့မယ်ဆိုလို့ရှိရှင်လည်းအာဒါတော်လေးကိုအဆင်ပြေမဲ့ပျော်ရွှင်ရမယ် trip လေးဖြစ်မှာပေါ့နော် Apple ရဲ့ headquarters က Apple Park ကအရန်ကိုစိတ်လှုပ်ရှားပွဲအရန်ကိုပျော်ရွှင်ပွဲနေရဖြစ်ပါတယ်ဆိုတော့အဲ့ဒီကိုရောက်ပြီးဆိုလို့ရှိရှင်ကိုအရန်ကိုအလေးစားအကြရတဲ့လူတွေကိုနဲ့အဲစိတ်တူဝါသနာတူတဲ့ အခုရဲ့အပေါင်းဖော်တွေ developers တွေဒါတွေအကုန်လုံးမြင်တွေ့ရတယ်ပြီးရှင် Apple Park ကြီးရကိုယ့်ရဲ့အိမ်လိုပဲကိုယ့်ကို welcome လုပ်နေတယ်ဒါမျိုး vibes တွေကိုအများကြီးရပါတယ်အဲ့တော့အားလုံးကို navigate မှာပြန်ပြတွေ့ကြပါမယ်အားလုံး have a nice day take care and see you bye goodbye